ဒီကနေ့အော်တိုဘာလ9ရက်နေ့မှာကြာရောက်တဲ့ကဖတ်ဆရာများနေ့အခမ်းအနားကိုမြန်မာရွှေ့ပြောင်းဆရာဆရာမများအစီအယုံ BMTA ကဦးဆောင်ပြီးမဲဆောက်မြို့တနေရာမှာကျင်းပခဲ့ပါတယ်။စံသက်တင်ကြားလက်တွေ့တာအနာဂတ်နိုင်ငံစွမ်းအားစုတဲ့ဆောင်ပုံးနဲ့ကဖတ်ဆရာများနေ့အခမ်းအနားကိုကျင်းပခဲ့တာဖြစ်ပြီးဆရာတွေအတွက်လိုအပ်တဲ့စွမ်းဆောင်ရည်နဲ့စောင့်ရှောက်မှုတွေကိုရရှိဖို့အခက်အခဲကြားတဲ့ကရုတ်ကန်နေကြရတဲ့ဆရာဆရာမတွေကိုဂုဏ်ပြုတာဖြစ်တယ်လို့ မက်တော်စီကန်ဒရိုက်တာဆယ်မစင်တီယာမောင်ကအခုလိုပြောပါတယ်ဒီပွဲကိုစီစဉ်တာကတော့ဒီဆရာဆရာမများကိုယ်တိုင်ဖြစ်တဲ့အတွက်ကြောင့်အဲသူတို့ရဲ့ဒီအခမ်းအနားမှာဟိုဆရာဆရာမများပညာရေးအဖွဲ့အစည်းတွေအလုံးကနေပြီးတော့ဟိုတင်ပြသွားသလိုပဲပေါ့နော်ဒီကလေးများကကိုဒေတာကိုရရွာနေပြီးတော့တခြားဒေတာကိုပြောင်းရွှေ့သွားသည်ဖြစ်စေအာဒီသူနဲ့အသက်အရွယ်လိုက်ကန်းကြီးတဲ့ပညာရေးကိုရရှိနိုင်ဖို့ ပြီးတော့ဒီကလေးတွေကိုယ်တိုင်ကလည်းဒီရောက်ရှိတဲ့နေရာမှာရှင်သန်တဲ့အခါမှာကိုယ့်ရဲ့ယဉ်ကျေးမှုအာတခြားသူများယဉ်ကျေးမှုအပြန်လှန်လီစားမှုတွေကိုရရှိနိုင်ဖို့ဆိုတာတွေကိုလည်းမိပေါင်းထုတ်ပြသွားတာဖြစ်သလိုဆရာတွေအတွက်လိုအပ်နေတဲ့ဆွေအင်မြင့်တင်ဆွမ်းအမြင့်တင်ရေးတွေဆရာတွေအတွက်လိုအပ်တဲ့အကောက်ွယ်ဆောက်ရှောက်မှုပေးမှုတွေကိုနော်ဒီကျမတို့နိုင်ငံတကာအဖွဲ့အစည်းတွေဒေသဆိုင်ရာလူကြီးတွေအားလုံးကနေပြီးတော့ပူးပေါင်းကူညီနိုင်ဖို့အတွက်လည်းဖြစ်သလိုဆရာတွေအားလုံးကိုလည်းအခက်အခဲတွေ ကြားထဲကနေပြီးတော့နော်ဒီရုံးကဆောင်ရနေကြတဲ့ဆရာဆရာမများအားလုံးအတွက်ကိုလည်းဂုဏ်ပြုတဲ့အစီအစဉ်ဖြစ်ပါတယ်။ကမ္ဘာဆရာများနေ့အခမ်းအနားကိုရွှေ့ပြောင်းကျောင်းဆရာဆရာမတွေအပြင်ထိုင်းပညာရေးအဖွဲ့အစည်းတွေကလည်းပူးပေါင်းပါဝင်လာတဲ့အတွက်ဝမ်းသာမိပြီးဒီကနေ့အခမ်းအနားကနေရွှေ့ပြောင်းပညာရေးကိုဆက်လက်အကူအညီနိုင်ဖို့အင်အားတွေလည်းပြန်လည်ရရှိခဲ့တယ်လို့ CDC ကျောင်းကဆရာမချူမအောင်ကအခုလိုပြောပါတယ်။ဟောဒီနေ့ဒီခမ်းအနားတက်ရောက်တဲ့ အခါမှာတော့ဗောနော်အဲ့ဟိုခစားချက်ကနှစ်ခုဖြစ်သွားတယ်ဗော BMTA 20ပြည့်မှာဒီ migrate ဗောရွှေပြောင်းမြန်မာရွှေပြောင်းအဲဆရာဆရာမတွေရဲ့အတင်းအတင်းဗောနော်ခိုင်ခိုင်မာမာအလာလှုပ်ထားတာကိုလည်းတွေ့တယ်နောက်ပြီးတော့အားလုံးပူပေါင်းပါဝင်ပေးကြတယ်ပေါ်တော့အလုံးပူပေါင်းပါဝင်မိဖက်ဖွဲ့စည်းတွေကလည်းအလုံးပူပေါင်းပါဝင်ပေးကြတယ်။နောက်ပြီးတော့ အလုံးဒီမှာပေါ့နော်ထိုင်းရဲ့ပညာရေးအဖွဲ့အစည်းတွေအားလည်းဟလာဖူပေါင်းပြီးတော့ပါဝင်အောင်တွေ့တော့ဝန်တာလေပေါ့နော်အဲ့လိုတွေ့ရနောက်တစ်ပိုင်းကကြတော့အဲဆီမတို့ကိုဘက်ချမ်းမှာကိုကိုပျောက်ဆုံးခဲ့တဲ့ဆရာတွေရဲ့ဘဝပေါ့နော်ဆရာတွေရဲ့စိတ်ကဒီနေ့ကမ္ဘာဆရာများနေ့ခန်းတော်တက်လိုက်ရတဲ့အခါကျတော့ပေါ့နော်အဲ့ဒီစိတ်လေဆီမတို့မှာပြန်ရလာတယ်ပေါ့နော်အဲဆီမတို့ဒီဘက်မှာရှိတဲ့ လာရွှေပြောင်းဒေသမှာနေနေပဲအဲဒီမှာရှိတဲ့ကလေးတွေရဲ့ပညာရေးကိုဆရာမတို့ဘယ်လိုမျိုးဆက်ပြီးတော့ကူညီမလဲဟိုကိုဘယ်လောက်ကူညီပေးနိုင်မလဲပေါ့နော်အဲကိုကူညီပေးနိုင်သလောက်အဲဝင်လုံမယ်ဆိုတော့အင်အားတစ်ခုလည်းရလာပါတယ်လို့ဒီကနေ့အခမ်းအနားကိုအပိုင်းနှစ်ပိုင်းနဲ့ကျင်းပခဲ့တာဖြစ်ပြီးကမ္ဘာ့ဆရာများနေ့အတွက်မိဖက်အဖွဲ့အစည်းတွေကပေးပို့တဲ့သဝန်လွှာဖတ်ကြားခြင်း ကျောင်းသားကျောင်းသူတွေရဲ့တေဂီတာဖျော်ဖြေခြင်းအပြင်အမတ်တရားလက်ဆောင်ပေးအပ်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကိုထိုင်းပညာရေးဆိုင်ရာအဖွဲ့အစည်းကတာဝန်ရှိသူတွေ၊ရွှေပြောင်းကျောင်းဆရာဆရာမတွေ၊ကျောင်းသားကျောင်းသူတွေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တွေအပါအဝင်လူပေါင်း900ကျော်တက်ရောက်ခဲ့ကြပါတယ်1994ခုနှစ်ကစတင်ပြီးကုလသမဂ္ဂ UNESCO အဖွဲ့ကြီးကအော်တိုဘာလ9ရက်နေ့ကိုနေ့စဉ်နေ့တိုင်းကမ္ဘာဆရာများနေ့အဖြစ်သတ်မှတ်ခဲ့ပြီး ကျင်းပလာခဲ့တာဟာ32နှစ်ရှိခဲ့ပြီဖြစ်ပါတယ်